ကံကောင်းပြီးတော့အောင်မြင်လာတာမဟုတ်ဘူးအဲ့ကြအများကြီးလှုပ်ယူပြီးတော့မှအောင်မြင်လာရတဲ့လူဖြစ်တဲ့အတွက် तू ကဒါကိုလွယ်လွယ်ကူကူနဲ့ तू ကအောက်ခြေလွတ်ပြီးတော့အရှုံးပေးမှမျိုးလက်လျှော့လိုက်တာမျိုးပေါက်ပြက်ပြက်ဖြစ်သွားပါမျိုး तू ကလုံးဝမလိုလားအဲ့လိုမျိုးဆိုတော့လေအဲသူ့ရဲ့ခြေဆုကြောင့်မဟုတ်လို့လေအင်ဂျာဒီနေ့ဒီချိန်မှာရက်တည်နိုင်တာပေါ့သူ့ရဲ့ခြေဆုလို့ပြောလို့လေဒါအဖေကြီးခြေဆုတွေလည်းပါတာပေါ့လေဒါအဖေကြီးကတော့လေဂီတအမွေပေးခဲ့တာပေါ့ အနည်း20တောင်သူပြိုးထောင်ခဲ့တဲ့အပင်လေးကအပွင့်ပွင့်အသီးသီးနေတာလေးကိုသူ့ကိုကြည့်သွားစေချင်တာကြောင်မေ ောက်အိန္ဒိယဒီပွဲလေးကအမှန်တကယ်တော့စီစဉ်နေတာအနှစ်20မပြည့်ခင်နေရပါတော့ဂီတတတန်ဆိုတော့အနှစ်20မပြည့်ခင်နေရဂီတတတန်နှစ်20ပြည့်ရင်တော့ပွဲလေးလုံးမယ်ဆိုပြီးတော့စဉ်းစားထားတာအချိန်နေအကြောင်းအကြောင်းကြောင့်မလုပ်ဖြစ်ခဲ့ဘူးဆိုတော့2004တည်းကတချင်းဆိုခဲ့တာဖြစ်တဲ့အတွက်တကယ်တမ်းက2024မှာတည်းကဒီပွဲလေးကလောက်ရမှာဒါပေမဲ့အခုကတော့22နှစ်ဖြစ်သွားပြီပေါ့နော်ဂီတတတန်အဲ့ဒါကြောင့် beyond 20 years လို့အမည်ပေးလိုက်တယ်အနှစ်20အလွန်ပေါ့အဲအဲ့လိုကောင်းစင်လေးပေးပြီးတော့ဒါ one lady show ကျင်ပါမယ်။နိုဝင်ဘာတရက်နေ့မှာပါ Hexagon Complex မှာကျင်ပါပါမယ်။မတော်အခုနောက်ပိုင်းနေကြတော့လေဟိုဘားတွေမှာထိုင်ပြီးတော့ကြည့်တဲ့ပွဲတွေပဲများလာတဲ့အခါကျတော့အမတို့ကဒီ standing နဲ့ပြိတ္တနဲ့ပျော်ပျော်ပါးပါးနဲ့ခုံပေါက်ပြီးတော့ concert တခုလိုမျိုးဖြော်ပြရဲ့ပွဲလေးတွေဖြစ်ချင်တယ်ပေါ့နော်။အဲ့အတွက်ကြောင့်မလို့အမဒီ Hexagon Complex မှာကျင်ပါဖို့လို့အတွက်လုပ်ခဲ့တာပေါ့နော်။ဆိုတော့အခုပြီးတော့လုပ်ခဲ့ရတဲ့ခွန်အားကတော့အမေနေမကောင်းစဖြစ်တဲ့အချိန်မှာခွန်အား ပိုတိုးပြီးတော့ဒီပွဲလေးကိုလှုပ်ချင်စိတ်တွေပိုဖြစ်လာတာပေါ့နော်တကယ်တမ်းကတော့အမေကိုကြည်စီခြင်းခဲ့တာဒီပွဲလေးကိုအနှစ်20တောင် သူ ပြိုးထောင်ခဲ့တဲ့အပင်လေးကအပွင့်ပွင့်အတီးတီးနေတာလေးကိုသူ့ကိုကြည်သွားစေခြင်းတာအဲ့လိုစိတ်ဆန္ဒနဲ့လှုပ်တာဒါပေမဲ့အမေကထင်မှတ်မထားပဲနဲ့တလှဆောပြီးတော့လူလောကရေထွက်သွားတယ်ပေါ့နော်အဲ့တော့ဒီပွဲလေးမှာတော့ तू မမြင်နိုင်တော့ဘူးဒါပေမဲ့လည်းဟလာ तू ပြိုးထောင်ပေးခဲ့တဲ့အတိုင်း तू तू သိခဲ့တယ်ဒီပွဲလေးကိုလုံမယ်ဆိုတာလေဆိုတော့အခါကျတော့ဒါဒီပွဲလေးကို ဝမ်းနဲ့ဆောင်နဲ့ပဲဆက်ပြီးတော့လောက်ရတာပေါ့နော်ဘာဖြစ်ဖြစ်ဒါမှမဟုတ် तू ရောက်နေတဲ့နေရာကနေပြီးတော့ကိုယ်ကိုအမ်သိနေလိမ့်မယ်လို့ပဲတော့ကိုကတော့ဒီလိုပဲယူဆတာပြီးတော့ကိုယ့်ရဲ့ဒီလိုအတွေးလေးနဲ့ဒီပွဲလေးကိုလောက်တာပေါ့နော်ဆိုတော့စီစဉ်ထားပြီးတော့အဲ့လိုမြဲမြဲထွက်သွားလိမ့်မယ်လို့လည်းမထင်ထားဘူးပေါ့နော်တကယ်တမ်း तू ချိဖို့လို့တော့အများကြီးပြင်ဆင်ထားတာ तू ဒီပွဲထဲကိုမလိုက်နိုင်ဘူးကင်ဆာနောက်ဆုံး stage ဖြစ်နေပြီးတကယ်လည်းနောက်ဆုံးအချိန်လာပိုင်းပဲကျန်တော့တယ်ဆိုတဲ့အချိန်မှာလာပိုင်းလို့တော့သိထားရတယ်ပေါ့ အမေကြည့်လို့ရအောင်လို့သူ့တယောက်တည်းအတွက်ကို live ဘလို့လွှင့်ပေးလို့ရမလဲသူ့အိမ်မှာပဲတက်တောင်တက်တာထားပြီးဆေးရုံမှာဆိုလဲဆေးရုံမှာတက်တောင်တက်တာထားပြီးတော့ဒီ show ဝဲကိုပြမယ်ဆိုပြီးအဲ့လိုလှုပ်ထားခဲ့တာဒါပေမဲ့အဲဒါမတိုင်ခင်မှာပဲစုံသွားတာတော့လည်းစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့တော့အမေပေးခဲ့တဲ့ခွန်အားဟလာအဖေအစတင်ပေးခဲ့တဲ့ဒီလမ်းလေးပေါ်မှာအမေနဲ့လက်ဆွဲပြီးတော့ရှောက်ခဲ့ကြရတယ်ဆိုတော့ဒီအနှစ်20အလွန်အမှတ်တရပေါင်းများစွာနဲ့ဒီပွဲလေးကိုဒါ အမေပေးခဲ့တဲ့ခွန်အားနဲ့ပဲဆက်ပြီးကျင်းပနိုင်အောင်လို့ကြိုးစားနေပါတယ်။မေကလေအလုံးနဲ့ပတ်သက်လို့ရှင်သူကလေအင်းချုပ်အရန်တင်မိခဲ့တာဒါကြောင့်မို့လို့လေအမေမရှိရတဲ့အချိန်မှာလေအလုပ်ကိုလေးလေးစားစားနဲ့လုပ်တတ်တယ်အမေကအစားအရာလေး တချင်းတွေပါလေခလေးဆိုလေလူငယ်ဘဝတွေကပွဲတွေပိုင်းများလာပြီဆိုလို့ရှိရင် အောက်ခြေလွတ်ချင်တယ်။အောက်ခြေလွတ်ချင်တယ်ဆိုတာဘာလဲဆိုတော့သွားချင်မှုအိတ်ချင်တဲ့အဲ့လိုပေါ့အဲ့လိုအရွယ်ရှိတာဟုတ်ရှိခဲ့တယ်။အဲ့လိုအချိန်တည်းကနေလုံးချင်လုံးမှာဒီလမ်းကြောင်းကိုရှောက်လာခဲ့တာဒါလွယ်လွယ်ကူကူရလာရလမ်းမဟုတ်ဘူးဒီလို item မျိုးနဲ့ဒီလိုစရိုက်မျိုးနဲ့အလုတ်ကိုမလုံးနဲ့ဆိုရောတကုံစုခံခဲ့ရတာသွားမယ်မရဘူးဆိုပြီးတော့ကားပေါ်တင်ပေးပြီးတော့သူကိုယ်တိုင်ခေါ်ပြီးတော့သွားအဲ့ဒါပွဲ ကိုနောက်ကြပြီးရောက်มาဆိုလို့လေပွဲရှိရောက်တော့ねကားအောင်มาပဲကားအောင်มาပဲပြီးကလိန်လာတာပြီးကားပေါ်มาပဲအင်ဂျီလဲပြီးတော့တခါလဲကားလဲအဆိုင်ကြွတော်မမုံနဲ့တခါလဲဆင်းနိုင်အောင်လို့ကိုသူအချိန်လဲအရန်လေးစားခိုင်းတယ်အချိန်ရတိကြခိုင်းတယ်အလုတ်ဖြတ်တာမကြိုက်ဘူးဘာကြောင့်လဲဆိုတော့အင်ဂျီကံကောင်းပြီးတော့အောင်မြင်လာတာမဟုတ်အင်ဂျီအများကြီးလှုပ်ယူပြီးတော့มาအောင်မြင်လာတဲ့လူဖြစ်တဲ့အတွက် तू ကဒါကိုလွယ်လွယ်ကူကူနဲ့ तू ကအောက်ခြေလွတ်ပြီးတော့အရှုံးပေးမှမျိုးလက်လျှော့လိုက်တာမျိုးပော့ပြက်ပြက်ဖြစ်သွားပါမျိုး तू ကလုံးဝမလိုလား ဲ့လိုမျိုးဆိုတော့လေအဲသူ့ရဲ့ဂျေဇူးကြောင့်မဟုတ်လို့လေအင်ဂျာဒီနေ့ဒီချိန်မှာယက်တည်နိုင်တာပေါ့သူ့ရဲ့ဂျေဇူးလို့ပြောလို့လေဒါအဖေကြီးဂျေဇူးတွေလည်းပါတာပေါ့လေဒါအဖေကြီးကတော့လေဂီတအမွေပေးခဲ့တာပေါ့တချင်းဆိုထက်အောင်လမ်းကြောင်းမှာဆွတ်တင်ပေးခဲ့တယ်တချင်းဆိုတဲ့ဒီစနစ်တွေတင်ပေးခဲ့တယ်ဒါကတော့အဖေတင်တာပေါ့ဒါပေမဲ့ဒီအောင်မြင်မှုတစ်ခုကိုထိမ့်သိမ့်နိုင်မှုတို့နောက်ပြီးတော့အခါကျစီကန်းရှိဖို့နော် ဟိုလူလောကကြီးမှာဒီအမှုပညာလောကမှာစိတ်ရိုင်းစရာတွေအများကြီးရှိတဲ့ထဲမှာစိတ်မရိုင်းဘဲနဲ့ကိုယ့်အမှုပညာအလုပ်ကိုပဲကိုယ်အကောင်းဆုံးလုပ်နိုင်မှုဆိုတာတွေကကြတော့အမေကသင်ပေးခဲ့တာလေဒါပေါ့ဒါအမေပြောထောင်ပေးခဲ့တာဆိုတော့အသီးပွင့်လေးပေါ့နော်ဆိုတော့အဖေအဖေတင်ပေးခဲ့တဲ့လမ်းပေါ်မှာအဖေကတော့လမ်းကြောင်းပေါ်ကိုတင်ပေးလိုက်တာပဲဒါပေမဲ့ ရှောက်ရှောက်လှမ်းခဲ့တဲ့အချိန်မှာကြတော့လေအမေနဲ့နှစ်ယောက်ရှောက်လှမ်းခဲ့ကြရတယ်ဆိုတော့ဒါဘာပဲဖြစ်ဖြစ်အာအမေလည်းတနေ့ရောက်နေတဲ့နေရာကနေသူကျင်းတ်မှာပါဒီပွဲလေးကိုကျင်းပတဲ့အခါမှာလေဆိုတော့အင်းချစ်ရဲ့ပွဲချောင်းလေးပြောရမယ်ဆိုလို့ရှိရင်တော့အောင်မြင်ခဲ့တဲ့ခြင်းတွေလည်းပါတယ်နောက်ပြီးတော့ပရိသတ်တွေတိတ်မသိပေမဲ့လည်းအင်းချစ်ရဲ့ die hard fan တွေအင်းချစ်ရဲ့အနီးကပ်ဆုံးက we love တွေကြိုက်နေတဲ့တဲ့ခြင်းလေးတွေလည်းတိစိုးဖြောပြပေးသွားမယ်နောက်ပြီးတော့အင်းချစ်ဟို dance performance တွေနဲ့ဖြောပြမဲ့အပိုင်းတွေရှိတယ်။တယောအနေနဲ့ဟလာ string section တွေနဲ့ဖြောပြမဲ့အပိုင်းတွေရှိတယ်။အာနောက်ပြီးတော့ featuring artist တွေနဲ့တွဲပြီးဖြောပြမဲ့အပိုင်းတွေရှိတယ်။အပိုင်း၄ပိုင်းတော့ခွဲခြားထားတယ်။ဒါကချင်းအောင်ပုံပြပေးမယ်။35ပုံနဲ့40ကြားထဲမှာရှိသွားလိမ့်မယ်။ကြောင်လေးရော ကဲတနည်းလောက်တော့ကြိုတင်ပြဆင်ထားရတယ်။အမရဲ့ဒီ performance အတွက်စဉ်းစားထားတဲ့ design တွေပါတယ်ပေါ့เนาะပြီးတော့နောက်အမဒီမှာလူရင်အားဆိုလဲအကောင်းဆုံးမှာတုံထားတယ်အမရဲ့ပွဲကအဲအင်ချက်ပွဲကဒါဘန်က daily guitar music band အခုနောက်ပိုင်းမှာအင်ချက်နဲ့လက်တွဲဖြစ်တဲ့လူငယ်ဘန်လေးပေါ့เนาะကိုမျိုးစောင်ကနေတာဝန်ယူပြီးတော့ music director လုပ်ပေးတယ် daily guitar music band ကနေတိခတ်ပေးမယ်အကအလီနဲ့ကဂျာတစ်သက်လုံးလက်တွဲလာတယ် live and dance နဲ့ကမယ်ပြီးတော့ခါကြတော့အဲနောက်ပြီးတော့ တခြားဒီတေချာလေးပေါ့ stylish တွေနဲ့ diamond ဟာရှိတယ် fashion တွေကအစား fashion တွေဆိုရင်အရင်လိုမျိုးအာကိုဝစ်ချင်တာကိုဦးစားပေးမဲ့အစားအင်ကြီးလို့ show theme တစ်ခုနဲ့စဉ်းစားထားတယ် music ကို music ဆိုနေတဲ့ music ကိုထင်ဟပ်တဲ့ fashion မျိုးလေးတွေပါမယ်အဲ့လိုမျိုးလေးတွေတေချာလေးပြင်ဆင်ထားတယ် stylish ကလည်းပူတူက stylish ပူတူကနေမှစီစဉ်ပေးမယ်နောက်ပြီးတော့ designer တွေလည်းရွေးချယ်ပေးသားတယ် ဒီတပွဲလုံးအသေးစားစီစဉ်တဲ့နေရာမှာလည်းအခုအင်ဂျင်တို့ဒီ core management နဲ့အင်ဂျင်ပေါင်းပြီးတော့လုပ်တယ်ဒီ core management ကမောင်လေးတွေဆိုလို့ရှိရင်သူတို့ကနှစ်ရှည်လာများဒီ music industry မှာ show ဝယ်တွေအများကြီးကိုသူတို့စီစဉ်ခဲ့တယ် core management အနေနဲ့မဟုတ်ပြီမဲ့ဒီထဲမှာရှိတဲ့ um ဟို management team တွေမှာအင်ဂျင် management team တွေမှာပါတယ်မောင်းလေးတွေအကုန်လုံးကသူတို့ကပွဲပေါင်းများစွာကိုလုပ်ခဲ့ကြတာလုပ်ခဲ့ကြတဲ့လူတွေဖြစ်တဲ့အတွက်သူတို့ကအတွေ့အကြုံတွေအများကြီးရှိတယ်။အဲ့တော့ဒီပွဲမှာသူတို့ရဲ့အကြံပေးမှုတွေသူတို့ရဲ့ idea တွေသူတို့ရဲ့ brand ပေးတာတွေအများကြီးနဲ့အင်ဂျင် idea တွေ bank က idea တွေဟာခုနလိုအားလုံးရဲ့အတွေ့အခေါ်တွေအားလုံးဒီထဲမှာထည့်ပြီးတော့ရင်းနှီးမြှုပ်နှံပြီးတော့ဒီပွဲကိုအကောင်းဆုံးပြင်ဆင်နေကြတယ်။ဟုတ်။ She come to the world